အားလုံးပဲမင်္ဂလာပါဒီ channel ကကြိုဆိုလိုက်ပါတယ်ဒီ video လေးမှာတော့ဒီက function တစ်ခုเนาะ define ဖြစ်နေဖို့အတွက် domain သတ်မှတ်ပုံလေး now inverse function ရှာနီးလေးရယ် inverse function အတွက်เนาะ domain လေးကိုပါချက်ရှင်းပြထားတာဖြစ်ပါတယ်အဲ့တော့ဒီမေးခွန်းလေးကိုဒီ video လေးကိုအဲကြည့်လိုက်တာနဲ့เนาะဒီ function နဲ့သက်ဆိုင်တဲ့เนาะဖြည့်ရှင်းနည်းလေးတွေကိုရပ်သွားမှာဖြစ်ပါတယ် အခုဒီချက်ရှင်းတာလေးကြည့်ရအောင်နော်နံပါတ် F ကိုတွဲမှာဖြစ်တယ်နံပါတ် F ရဲ့မေကွန်းလေးကသူကသူ့ရဲ့ equation ကကြာပိုင်းကိန်းဖြစ်နော် F of A equal to 2x 5 by A minus 7ဒါဒါဒီညို့ညို့ပန်းကိန်းပေါ့ဘူးဖန်ရှင်အတွက်ဖြစ်တယ်ဆိုတော့အဲ့မှာမဆက်တွေ့မယ် let f(x) y if and only if f inverse of y equal to x အမပုံစံလေးလေးပိုင်းခိုင်းလေးထည့်မယ် 2ax plus 5 by a minus 7 equal to 1နော်အဲ့ဒါဆိုတော့ဒီ x minus 7ကို y ဘက်ကိုပုံမှာဆိုတော့ဒါ y နဲ့သွားမြောက်သွားမှာပေါ့နော်အဲ့တော့အဲ့ဒါလေးကိုဒီချေဒီဘက်မှာရေးမယ်ဆိုတော့ y နဲ့မြောက်လိုက်မယ် 8y minus 7y equal to 2x plus 5အဲ့တော့ဒီ shadow ကဒီ x တန်ဖိုးလိုချင်တာဖြစ်တဲ့အတွက်ကြောင့် x 2x ကိုတစ်ဖက်ကိုပို့လိုက်မယ်ဒီ 7y မျိုးတစ်ဖက်ကိုပို့လိုက်အဲအကြောင်းမို့လို့ဘာရဘာပြောင်းလဲသွားမလဲဆိုရင် xy minus 2x equal to 7y လေးကအပေါင်းဖြစ်သွားတဲ့အတွက်ရှေ့ရမယ်ကြည့်မယ် 7y plus 5နော် တော့ x ကိုပေါ်ထုတ်လိုက်မယ်ဒီဘက်မှာအဲ့တော့ y 2ဖြစ်မယ် equal to ဒီဘက်က 7y 5လို့ရအဲ့တော့ x တန်ဖိုးဟိုယူတဲ့အခါကျတော့ y 2ဒီဘက်ကိုပါစားမယ်နော် equal to ဒီမှာအပိုင်းခင်းလေးရှိမယ် 7y plus 5 by y minus 2ရပြီအဲ့တော့ h ရပြီဆိုတော့ f inverse ရပြီပေါ့နော် inverse formula အတွက် x ကိုပြောင်းလိုက်မယ် f inverse of x လို့ပြောင်းရလိုက်အဲဒါဆိုလို့ရှိရင် y လေးရလဲ x တွေဖြစ်သွားပြီ 7x 5 by x 2အဲ့တော့လေဒီမှာဒီ formula မှာဆိုလို့ရှိရင်လေ x 2 x ကပိုင်းချိန်မှာဖြစ်နေတဲ့အတွက်သူ့ကိုလေဒီချက်တို့ကဒီ f inverse ဆိုတဲ့ဒီ function လေး define ဖြစ်နေဖို့အတွက်เนาะ x not equal ဘာဖြစ်နေရမလဲ တူဖြစ်နေရမယ်။ဒါဆိုလို့ရှိရင်တခြားတို့ domain ထဲမှာဘာလို့မပါတော့ဘူးလဲ။တူမပါတော့ဘူးနော်။တူကလွယ်လို့ channel rename ပါတယ်အားလုံးပါတယ်ပေါ့။အဲ့ဒါလေးကိုတခြားတို့က domain ဖြည့်တော့မယ်။ therefore domain on f inverse equal to a such that a is not equal to 2 a belongs to r ဖြစ်ပြီးမယ်